မန္တလေးတိုင်းကျောက်စင်မြို့ Bright Kids School ပြောကြမှုမှာတည်ဆုံးသူ90ကျော်တရှိလာငလင်တန်းကြောင့်မန္တလေးတိုင်းကျောက်စင်မြို့ Bright Kids School ပြောကြမှုကလေးတည်ဆုံးသူ40ကျော်တရှိလာပြီးကယ်ဆယ်ရေးများဆက်လက်လှုပ်ဆောင်နေကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့တဲ့အင်အားပြည့်မြင်ကလေးကြောင့်ကျောက်စင်မြို့ရှိ Bright Kids School ပြောကြခဲ့ပြီးလက်ရှိချိန်ထိရှာဖွေကယ်ဆယ်ရေးများလှုပ်ဆောင်နေကြောင်း တည်ဆုံးမှုများမြင့်တက်လာနေပါတယ်။လက်ရှိတွင်အဆိုပါចောင်းပြမှုကြောင့်ရှာမာကိုဦးနဲ့ကလေးငယ်၄၀ကျော်တည်ဆုံးခဲ့ပြီးရှာဖွေမှုများဆက်လက်လှုပ်ဆောင်နေကတည်ဆုံးမှုရေအတွက်ကဆက်လက်မြင့်တက်လာနေပါတယ်။ဒေသခံတူက Brackets School ကရှာမာကိုဦးနဲ့ကလေးငယ်၄၀ကျော်တည်ဆုံးပါတယ်။အတိအကျတော့ခုထိမသိရသေးပါဘူး။ကေသေးတွေလိုအပ်ပါတယ်။အခုထိတော့ကေသေးနေတုံးမှပဲဟုပြောဆိုထားပါတယ်။ရှာမာနဲ့ចောင်းသားအချို့မှာအဆောင်မပြူကြမီထွက်ပြေးလွတ်မြောက်ခဲ့တော့လေအချို့မှာတော့ ဆောင်တွေကိုပိတ်မိကြိုင်းခဲ့ခြင်းဖြစ်ပါတယ်။နေခဲ့အဲ့ချိန်ကြီးဖြစ်တာလေကလေးတွေအိတ်နေတဲ့အချိန်ဖြစ်တာဆိုတော့ခေါင်းလေးတွေနဲ့အိတ်နေတာအဲ့ဒီအတိုင်းလေးတွေပြိနေတာဟုကဲသေးလေးလှုပ်တဲ့လူတူကပြောဆိုထားပါတယ်။ဒါအပြင်မန်လေးမြို့အမြောက်တန်းပလီပြောကြားမှုတွင်လည်းရုံလောင်း120ကျော် တွေ့ရှိထားကြောင်းကဲသေးလေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေတယ်လို့ဖြစ်ကြောင်းလည်းသိရှိရပါတယ်။မန်လေးအမြောက်တန်းပလီပြောကြားတာဓာတ်ပေါ်ဒီ120ကျော်သွားပြီးဒဏ်ရာရသူတွေအများများပြားပါတယ်။ကဲသေးလေးတွေက အခုထိဆက်လက်လှုပ်ဆောင်နေတုန်းပါပဲဟုဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။မတ်လ28ရက်နေ့အစ္စလမ်ဘာသာဝင်များရဲ့ရမဇန်ဥပုသ်လနောက်ဆုံးနေ့တွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလင်ကြောင်းမြန်မာနိုင်ငံတွင်ဗလီအလုံး60ကျော်ပျောက်ကျပျက်စီးပြီးလူပေါင်း900ဦးထပ်မံနေတိုက်ဆုံခဲ့ပါတယ်။